အမေတို့အသက်ရွာတင်တာဗမာလူရှားနေလားနောက်ပြီးကြတော့ဒီရုပ်ရှင်ကအမေတို့အသက်ရွယ်ဒီအွားတွေဆိုမပါတော့မပါတဲ့ချိန်မှာသမီးကအမေကိုစားအဖွားကိုစားကျေးဇူးပါမိမေတို့ကျမ်းမာသက်ရှိပါစေ။ဒါတော့ပြောမပြတ်နိုင်အောင်ပါ။ဆောရီအမေပေါ့နော်ဒီအမေတွေနဲ့ဒီလိုမျိုး မေကျွေးဖို့ဘာလို့ဆိုလို့ရှိရင်အမေကအလှူခဏလို့လည်းမရှိတော့လေဘာလို့လဲဘာလို့လဲဘာလို့လဲအဲ့တော့တဖေးနဲ့အမေရှိတဲ့ပစ္စည်းတွေထုခွေရောက်တာကားတော့မရှိတော့ဘူးကလောင်း48တိုင်းအောင်ရှိမှသူတို့ရှိရင်မြေလုံးရှားနေတယ်။အဲဒီခေတ်မှာ40တိုင်းပဲသွားရှာမှာ။နောက်ကျတော့အိမ်တွေကိုလည်းဖုံးစေရတော့ကိုကတတိယလို့ဆက်ပြင်မယ်။သူကအမြန်ခံမှလား။သူတို့လည်းငရဲကြည့်တယ်။အမေတို့ဒုက္ခဖြစ်တယ်။ဆက်ပါဦး။ ဒါပေမဲ့အမေတို့ကိုအဲ့လိုမျိုးချစ်လို့ခင်လို့ဆိုပြီးတော့အမေတို့ကလည်းဒီလိုမျိုးအလူလာခုရဆိုလို့ရှိရင်တော့အမေတို့လက်ခံတယ်။အဲ့ဒါတော့လည်းသိခံပါတယ်။ဒါလည်းပါလို့တွေးကြအောင်ကြည့်ရဲ့။ဒါလည်းအမေလက်သက်ခံတယ်။အဲ့တတ်တော့မရတော့ခံတယ်။လူလာတော့အများကြီးလူဖြစ်နေရပါတော့ပြင်မာလည်းအများကြီးရှောက်လူဖြစ်တဲ့နောက်ဒီကိုလောကမှာလည်းလူဖြစ်တယ်တော့အမေတို့ ကအခောက်တိုင်းမှာကြင်ကြင်နေတာသတိထားပြီးတော့ကဲကိုအမေဒီဆိုတာလေးဘာပဲဖြစ်ဖြစ်ဒါကိုရဲ့တကယ်မိဘတစ်ဖွဲ့ပါပဲဆိုပြီးတော့ဒီနေ့ကိုဟိုအမေတို့ကိုတေးချာဖိတ်ပြီးတော့သူဖြစ်တာပါသာဓုပါတော့သာဓုပါဟုတ်ဟုတ်ကဲ့ဒီနေ့ကတော့အမေတို့ကိုအလှငွေ70သိန်းပေးအပ်မှာပါလာလို့ဒါပြပြပါအောင်လူငယ်ဆက်သိပြပီတိစကားဝင်းသာတာပေါ့တမီးရဲ့ဒီအချိန်ဆိုတာတကယ်လိုအပ်တဲ့အချိန်ပဲ။နောက်အမေတို့ကလည်း writer ဆိုပေမဲ့ မိဖွယ်ဘယ်မှာအခုလေးခံရရှိပါဘူးဒီလိုသာသမီးတွေကတူရဲ့အမေတို့ဝန်ပန်းတက်ပါဘူးတာရုတွေခေါ်ပြီးတော့လက်သက်ခံယူရမှာအမေတို့ကတော့အမေကအရင်ကတော့ဒီနှစ်တကူလာကြအမေအကုန်လုံးပြန်ပြီးရတယ်ဘာကြောင့်လဲဆိုတော့ဒီနှစ်ဖြစ်နေတဲ့ကုံစည်းနှုံးလေးဆိုဗီတာမင်ရှိတယ်အဲတော့အလုံးမမေအစ်မရောအမေဆို20ကျော်ရှိတယ်အခုခေတ်ကသမီးရဲ့ဘဲဥတုံးတော့850ပြေးဆိုင် ညမနဲ့ဆိုအမေလေးဆိုတာတရားကိုနှလုံးကြည့်တော့ချက်နှလုံးကြောင့်သူအဲ့ဘဲဥစီရဲ့၆၅ကကုန်နေပြီစဉ်။ဒေါက်တာအများကြီးရှိတယ်။အမေမကျွေးနိုင်တယ်။ပြန်လွတ်တာပါ။ဒါမျိုးတလားတစ်ခါတော့ဆုံရပါတယ်။တလားတစ်ခါဆုံရတာကြတော့ပြိုးကျတဲ့ဟာပဲ။ဘုလိုခေါင်းဆိုချက်စားမလား၊မွေးငါချက်စားမလား၊ထမင်းစားမလား။ဒီမှာဓမ္မစားရင်ဓမ္မဝေကျပြီ။ဆွေးနွေးကြတယ်ဆိုရင်အခက်ခဲတယ်။အားလုံးကခက်ခဲနေကြတာ။နောက်အမေထက်ကလည်းခုနေတာကရုပ်ရှင်ကနေပြီးတော့ ဇတ်ပင်ကတကယ်ပညာရှိကြီးကြီးအထိတ်သိမ့်တယ်။ဥစီအောင်မင်းရဲ့ဘာသာဥစီအောင်မင်းကမိရတယောက်ရှိတယ်။ရောက်ပြီးကြတော့ဆိုင်းဆရာကြီးဥစီအောင်မင်းကမိရှိတယ်။နောက်လူရှင်တော်ကြီးကြီးရဲ့ဇနီးရှိတယ်။နော်ရှီမန်တင်မောက်ထဲအရင်တော့ဥရှီမန်တင်မောက်ကိုပြကတယ်ပြက်စမင်းကြီးဒါကြီးကအမြဲထိမ့်သိမ့်ထားမင်းတို့ရုပ်ရှင်ပေါ်မှာကားမရရဆက်ပြက်စမ်းရှားပိုင်းဇက်ဝင်ကြည့်လို့ဆိုတာ ခုအမေတို့ကအသက်ရွယ်အားဖြင့်ဓမ္မလူရှားလို့ရတယ်။နောက်ပြီးကြတော့ဒီရုပ်ရှင်ကလည်းအမေတို့အသက်ရွယ်ဒီအဖွားတွေဆိုမပါတော့မပါတဲ့ချိန်မှာသမီးကအမေကိုစားအဖွားကိုစားလူရဲ့အတွက်ကျေးဇူးတင်ပါတယ်။ဟုတ်ကျေးဇူးပါမိမေတို့ကျမ်းမာသက်ရှိပါစေ။ တောက်လျှောက်မှာဆုံရတာပေါ့စကားကြီးအများကြီးတဲ့အမေနဲ့ဆုံနေစင်းနေတော့အများကြီးရှိတယ်ပေါ့ပြောပြပါဦးအမတ်တရားလေးသမီးတို့ဗီဒီယိုခစ်တော့ရောခဏခဏဆုံရတယ်နော်ဘာသာဆရာဥနန္ဒာရဲ့ writer ကြီးမောင်နန္ဒာရဲ့ဒါရီဆိုရင်ခဏခဏစုံကြတယ်ဟိုဥတော်မျိုးလို့ပြောဟောပါလို့လည်းပေါ့လေတော့နောက်ထပ်ဘာသာတစ်ပတ်တယောက်ရှိသေးတယ်ဆရာကိုအေးကျော်ဆိုတော့တော်တော့ခုစုံသွားပါပြီဟုတ်ကဲ့အဲ့ဒါတော့ရှောက်ခဏခဏစုံနေဒါမဲ့နောက်ပိုင်းမရိုက်ဖြစ်တော့တဲ့အချိန်မှာတော့တော်တော်ဝေးဝါးတာပေါ့ ်ဝေးသွားပြီမေပထမဆုံးရှိဖို့ဒီမေဆောက်ဖွင့်တဲ့အချိန်မှာမေတို့ပြန်ဖိတ်ခဲ့တယ်အခုဒါဒီဟိုစတုံးပြည့်အချိန်မှာလည်းဒါနောက်တစ်ချိန်ထပ်ဖြစ်ခဲ့။ဟိုလုံးလေးတဲ့ကြံမှာဟိုပြေးခဲ့တယ်။ဟောဘုခရ။ဟုတ်တယ်။ဒါတော့ပြောမပြတ်နဲ့အောင်ပါ။ဆောရီအမေပေါ့နော်ဒီအမေတွေနဲ့ဒီလိုမျိုး အမေကျွေးဖို့ဘာလို့ဆိုလို့ရှိရင်အမေကအလုပ်ခဏလုပ်လို့မရှိတော့လေဘယ်လိုလဲဘယ်လိုလဲဘယ်လိုလဲအဲ့တော့တကယ်နဲ့အမေရှိရဲ့ပစ္စည်းတွေထုခွေရောက်တာကားတော့မရှိတော့ပါကားတော့ဇမားတော့အမေကကားကောင်းလေးကိုစီးတယ်ကားကောင်းနဲ့တက်ကအရဘကလေးကိုပြောင်းအရဘကအန်စာလို့ခုကြကကရောက်သွားတယ်ဒါလောက်48သိန်းအောင်ရှိမှသူတို့ရှိရဲ့လို့ရှာနေတာ။ဒီခေတ်မှာ40သိန်းပဲသွားရှာမှာ။နောက်ကျတော့အိမ်ကြီးကိုလည်းဖုံးစေရပါဘူး။ ူကသတိရလို့ဆက်ပြင်မယ်သူကအမြန်ခံမလာသူလည်းငရဲကြီးတယ်အမေတို့လည်းဒုက္ခဖြစ်တယ်လက်ဆက်ပါဟုတ်အမေအမေတို့ကအဲ့လိုမျိုးချစ်လို့ခင်လို့ဆိုပြီးတော့အမေတို့ကလည်းဒီလိုမျိုးအဲ့လိုလာခုရဆိုလို့ရှိရင်တော့အမေတို့လက်ခံတယ်အဲ့ဒါတော့လည်းသိခံပါတယ်ဒါလည်းပါဘူးတွေးချင်အောင်ကြည့်ရဲဒါလည်းအမေလက်ခံတယ်အဲ့ဒါတော့မရဘူးခံတယ်အော်အမကြောင်ဘူးလေအရင်ကရှက်ရှက်တော့တချို့မင်းသမီးကြီး ွင်လွန်တဲ့အချိန်မှာဒီလိုပဲပွင်လွန်သွားကြတယ်ဒါကလူမျိုးတွေအများကြီးကြားခဲ့ပြီးတဲ့အခါကျတော့စိတ်ထဲမှာမကောင်းဘူးပေါ့နော်ဒါပေါ့တင်းငန်းစာလေးယူရတာပေါ့နော်ငားလဲကြရင်ဒီလိုမဖြစ်အောင်ဒါစူးစမ်းမရမယ်တွေ့နေမှန်းလေအဲ့တော့ဟိုချစ်လို့ဥပညာကိုလောက်တာမျိုးပဲဖြစ်ချင်ပါတယ်ဟုတ်ကဲ့။ဝိုင်းရက်ကြတော့အမှုပညာကိုခုမယ်ဆိုရင်စင်ပြေတဲ့သူတွေလည်းအများကြီးရှိရဲ့စင်ပြေတဲ့သူတွေလည်းအများကြီးရှိတယ်။ အဲ့တော့ချင်းလိုပဲကိုလူပညာကိုပြန်လုပ်ချင်တယ်ဒီလိုစူးစမ်းရတဲ့အတွက်လေကိုဒီလူပညာလောကပေါ့နော်ဟိုအုတ်တစ်ချက်သေးတွင်ဖြစ်ရင်မှဂျင်းနဲ့ပါပြီးဆိုအခုဒီစိတ်လေးနဲ့မှရှင်းတယ်ပြီးတော့မှအစူးစမ်းပြီးတော့အလုပ်ကိုပိုလုပ်ဖြစ်တယ်ဘာဖြစ်ဆိုစိတ်ကလှူခြင်းတာပေါ့ဒါပေါ့နော်အဲလူရှင်လောကမှာပြောကြမယ်ဆိုတကယ်တော့ထိတ်တန်းမင်းသားမင်းမီးကြီးလောက်ပဲအစဉ်ပြေကြတာဂျန်နဲ့လောကကြောင့်အလွှားဆုံးကိုစမှုစမှုတွေပါတယ် အဲဒီဇပိုစရနေပါတယ်အဲ့တော့အလိုမျိုးလေးတွေဖြစ်တဲ့ခါကျတော့ကဲငါတို့ဒီလုပ်ငန်းရှင်တပိုင်းဥပညာရှင်တပိုင်းတွေကဒီလောကကိုပြန်ပြီးတော့တက်နိုင်လောက်မအားမဟုတ်လေဘယ်နားရရောက်မအားလူနေတာပဲလေဟုတ်တယ်ပြင်မှလည်းမလူနေတာပဲအမအားကပကံရရဲ့ကောက်ပြီးဆိုလဲဒီလမ်းတစ်လျှောက်ကအမအကုန်လူွားတာကြီးပဲအဲ့တော့လူွားတဲ့အတူတူတော့သူများကိုလည်းလူမယ်အဲကိုလောကကိုလည်းလူမယ်ပေါ့နော်နောက်လူပဲပြီးတော့ဟို ဒုက္ခတော့မရောက်ချင်ဘူးပေါ့နော်အဲ့အတွက်အမပူကျူးစားဖြစ်တယ်ပြီးတော့အရင်ကထက်လည်းပူပူဖြစ်ပါတယ်ဟောအမေပီတီကတော့အရန်ပဲအရန်အရန်ကိုပဲကျေးဇူးတင်ပါတယ်အရန်အရန်ဒါဆိုတော့မိတို့မှာအခုလိုခါဆိုတာတကယ်တော့တကယ်တကယ်လိုအပ်တဲ့အချိန်ပဲပေါ့အဲ့တမီလည်းတူးနေတာတကယ်လိုအပ်တဲ့နေရာကိုသွားလို့ရတယ်ဟုတ်လားသင်ကဆယ်ရန်ရှိရလို့တရားသွားပြန်တံမိုးထမှာပေါ့တကယ်ကိုဝတ်ဆရာမရှိတဲ့လူသွားပြန်တံမိုးရှိတယ်ထုံနီးတူပါပဲ အမေတို့ကအမေတို့အဖွဲ့ရတယ်ယူရီယာသူကတို့လှုပ်ခါလက်ခါလေးဒိုလေးဖြစ်နေကောင်ဒါလေးမတ်ပြရလေးဒါလေးတခန်းတကန်ထားနေတယ်အမေတို့အတွက်အထောက်အပံ့တောင်းမှုဖြစ်ပါတယ် ရောက်ရဲ့ကျင်းလာပါတယ်။ကျေးဇူးပါအမေနဲ့မှာကျွဆင်းတက်ကြီးပူဇော်ပဲမှာဆိုလေအမအမကိုယ်တိုင်အလှူခံပြီးရဲ့အတွက်အမနောက်ကလူမင်းရှင်ကြီးဝိုင်းယူကြတာအသိဉာဏ်ကြီးပါရပါတယ်။အဲ့ဒါလေးကောင်းလိုက်ကြတာကောင်းလိုက်ကြတာကောင်းလိုက်ကြမနက်ညတော့ဒီဘက်ကလူငယ်ရှင်တွေဘက်ကလည်းဒါသူအလူလေးတစ်ခုဖြစ်ပါသေးပေါ့နော်ဟုတ်ပါတယ်ကိုကအဲ့လိုမျိုးလေးကိုရဲ့ကိုရဲ့လောကရဲ့အလှအကြောင်းကိုတော့မပြောပြရင်သူတို့ကလည်းသိမှာမဟုတ်ဘူးဘာဖြစ်လို့များသောအားဖြင့်ဒီ ဒီမြင်ကွင်းမှာမြင်နေကြတာမင်းသားမင်းသမီးပဲမြင်နေကြတာဟုတ်တယ်မင်းသားမင်းသမီးတွေနေမဟုတ်ဒီလိုအလွှာဆုံးရှိပါတယ်ဒီလိုလေးရှိပါတယ်ဆိုပြီးတော့အမကသွားပြီးတော့အထူးခံပေးတဲ့ခါကျတော့အားလုံးကသူကျင်စိတ်တွေနဲ့တတတအားဝိုင်းလှူတာပေါ့နော်အဲ့ဒီအတွက်အမနဲ့အတူချစ်ခင်ဆောင်ဝိုင်းလှူပေးတဲ့အာလုပ်ငန်းရှင်တငယ်ချင်းမိတ်ဆွေများလည်းအမဒီနေရာကနေကျေးဇူးတင်ကြောင်းပြောချင်ပါတယ်ဟုတ်ပါပါ